အားလုံးပဲမင်္ဂလာပါဆရာတို့ရဲ့ဇီဝကကဲကျမရဲ့ပညာပေးအစီအစဉ်ကနေပြန်နေကြိုဆိုပါတယ်ဆရာဒီနေ့ပြောပြပေးမှာကတော့ဆရာတို့ရက်ွက်ထဲမှာလိုက်လိုက်ရောင်းနေတဲ့အုံးကြီးပေါ့နော်အဲ့တော့အုံးကြီးရမယ်အုံးကြီးဆိုတဲ့အတန်ကြားရင်ဆရာတို့ဆရာဆိုရင်အရင်ကြိုက်ပါနော်အုံးကြီးအဲ့တော့အုံးကြီးဟိုကြားပြီဆိုရင်ဆရာတို့စင်းပြီးတော့ဝဲဝဲပြီးတော့တောက်ဖြစ်တယ်ပေါ့နော်အဲ့တော့အုံးကြီးရမယ်အုံးကြီးဆိုတဲ့အုံးကြီးလေးမှာဆရာတို့အုံးစိတ်ကြီးပြီပါကျမရဲ့အတွက်ကောင်းကျိုးတွေရှိနော်အုံးစိတ်ရတော့ရနိုင်မယ်ကျမရဲ့အကျိုးကျေးဇူးတွေနဲ့ပတ်သက်ပြီးတော့ ဆရာဒီဗီဒီယိုလေးမှာပြောပြပေးတော့မှာဖြစ်တဲ့အတွက်ဆရာဗီဒီယိုလေးကိုလည်းအစအဆုံးကြည့်ရှုပေးကြဖို့လည်းဖိတ်ခေါ်ပါတယ်နော်အဲ့တော့အုံးရီတောက်ချင်းနဲ့ရရှိမဲ့ကျမရဲ့ဂျူဂျေစုတွေကိုနော်ဆရာဒီဗီဒီယိုမှာခုနှစ်ချက်နဲ့ဆရာခွဲပြီးတော့ပြောပြပေးတော့မှာဖြစ်ပါနော်အဲ့တော့အရင်ဆုံးပထမတစ်ချက်ပေါ့နော်အဲ့တော့အုံးရီတောက်ရင်ပါကျမရေးအကျဉ်းစုတွေရမယ်ပေါ့เนาะအဲ့တော့ရင်းစုံပထမအချက်အနေနဲ့ကတော့အုံးရီမှာအဓိကတော့တတ်ထုတ်တဲ့ပညာကြီး ပါဝင်တယ်ပေါ့နော်အဲ့တော့အဟာရတချို့ပါတယ်တန်တူတန်ပြီးပါတယ်နော်အဲ့တော့အဓိကကတော့ဆယ်ရိုဒီခန္ဓာကိုယ်အတွက်လိုအပ်တဲ့ဆိုဒီယမ်တို့ပိုတက်ဆီယမ်ကယ်ဆီယမ်နော်ကောပါတန်တက်နောက်တစ်ခုကမက်ဂနီဆီယမ်ပေါ့နော်စာသီမီဒီသက်တွေပါတယ်ပေါ့ဒီအဲအဓိကကတော့ဆယ်ရိုအဲ့လိုတထုသက်တွေပြန်လဲဖြည့်သိနေနေမှာလေအများကြီးကျုံရှိနော်နောက်တစ်ခုကောင်းတဲ့အချက်ကတော့အဝေးဒီရေသက်အများကြီးပါတာဖြစ်တဲ့အခါကျတော့သူ့မှာပါတဲ့အစီပမာဏကဇာတို့ဒီအစီရဲ့ concentration လို့ခေါ်တာပေါ့နော်ဇာတို့ဟိုအစီပါဝင်မှု ဟိုပြင်းအားကိုကြည့်ရင်ဟိုနဲတယ်လို့ဆိုပြောလို့ရအဲ့တော့ကြာတော့အုံးစိမ့်ရီမှာရေတတိကပါပြီးတော့အစီပါဝင်လို့နဲတယ်ပေါ့နော်ပြီးတော့တော့တခြားဒီအချိုကြီးတွေလောက်သူကဟိုကာဗိုဟိုက်ဒရိတ်ဆိုတဲ့တခြားတဲ့အချိုတစ်ခုဖြစ်မဲ့ကစီတက်ပေါ့နော်အဲ့ဒါလည်းတိတ်အများကြီးရောမပါဘူးပေါ့နော်အဲ့တော့အစီတက်နဲတဲ့ဒီအတွက်ကိုအုံးစိမ့်ရီက ါကျမအရင်လည်းတင်တော်ရတယ်မှနော်။ဒါပေမဲ့တခုရှိတယ်တော့အုံနှုတ်ညှစ်လိုက်ရင်တော့သူကဒီဟာပြစ်သွားနော်။ပြစ်သွားတဲ့အခါကျရင်တော့သူကအစီရဲခုနပြောတဲ့ concentration လို့ခေါ်တဲ့ပြင်ရအညာလာတဲ့။အဲအကြောင်းဆိုအုံနှုတ်ကတော့တိတ်အောင်မပေးဘူးပေါ့နော်။ဒါပေမဲ့အုံစေးရရတော့ကောင်းနေတယ်မှာ။ပါတယ်။သူတို့တသူတည်းပါတယ်အတွက်တသူတည်းပြန်ဖြေဖို့လိုတဲ့အချိန်ဒီမှာတော့ပြီလို့ရတယ်နော်။နောက်တစ်ခါကျတော့ antioxidant ပေါ့နော်အဲ့တော့ antioxidant လို့ဆရာတို့ပြောကြတဲ့ဟာပေါ့နော်အဲ့တော့အလုံးလဲကြာပူတာဖြစ်မှာပေါ့နော်အဲ့တော့ omega ရောမှုကာကွယ်ဖို့ယောဂတွေကိုကာကွယ်ဖို့ဆရာတို့ antioxidant တွေတောက်အောင်မြေဆိုပြီးဆရာတို့ပြောကြရည်တော့ရှိနော်အဲ့တော့အုံသိမ်းရေးမှာလည်းသူက antioxidant စီအများကြီးပါတယ်လို့ပြောပါတယ်နော်အဲ့တော့ oxidant တွေကကြတော့သူကခန္ဓာကိုယ်ရဲ့ဇီဝကမဖြစ်စင်ပေါ့နော်ဒီခန္ဓာကိုယ်မှာ cells လေးတွေနဲ့တိစောက်ထားတာဖြစ်တဲ့အဲ့ cells ရဲ့လုပ်ငန်းဆောင်တာတွေကနေထွက်လာတဲ့ခန္ဓာကိုယ်အတွက်မကောင်းတဲ့ပစ္စည်းတွေပေါ့ ော့ oxidant ဆိုတဲ့ဟာလေနော်အဲ့တော့ antioxidant ဆိုတာကျတော့အဲ့ဒီမကောင်းတဲ့ပစ္စည်းကိုပြန်လဲပြီးတော့စံကျင်တိုက်ထုတ်ပေးမယ်ပစ္စည်းလေးနော်အဲ့တော့အုံစိမ့်ရီမှာကအဲ့ဒီ oxidant တွေအများကြီးပါနော်အဲ့တော့အုံမင်းရင်ရုံမှုကိုကာကွယ်နိုင်တယ်နောက်တစ်ခါ oxidant တွေကြောင့်ဖြစ်တဲ့ဒီအသက်ထူးပြင်းကြီးရဲ့လူတွေမှာဖြစ်လာတဲ့ပြည့်ဒီအုံနောက်အယောဂျောပိုင်းဆိုင်ရာယောဂါတွေနောက်တစ်ခါကျတော့နှလုံးယောဂါနှလုံးသွေးကြောချင်းယောဂါသူးသူးယောဂါပေါ့နော်စီဂျိုယောဂါစသဖြင့်ဒါတွေကိုပါသူကသက်သာစေနိုင်တယ်ဆိုပြီးတော့ယူဆကြရတယ်ရှိတယ်ဘယ်တော့အကြောင်းတော့ antioxidants နေတယ်ပုံစံရင်းမှာအများကြီးပါတယ်เนาะနောက်အုံးရီတောင်းရင်ဒါစီချုပ်သမားတွေမှာအုံးရီတောင်းလို့ရလားဆိုတော့ဇာတ်တောက်လို့ရတယ်လို့ပြောပြရပါတယ်အဲ့တော့ခုနရှေ့မှာပြောခဲ့တယ်လို့ပေါ့ဒါအုံးရီကတခြားအချို့တွေတက်ဆိုင်ကစီတက်နေတယ်ကစီတက်ကနေစင်ဆိုတော့တခြားဆက်ဖြစ်တာပေါ့ဒီတခြားတက်အများကြီးမပါအောင်လို့ဆက်လို့ပြောလို့ရတယ်ဒါပေမဲ့အများအမ်းတန်ဆေးလွန်ပြီးပေါ့နော်အဲ့တော့ပုံမှန်တနည်းတစ်လုံးတော့ခါတော့ပြဿနာမရှိပါဘူးเนาะအဲ့တော့ဟိုတချို့သူသေနာပြုချက်တွေဒါတော့ကြွက်တွေမှာအဓိကလောက်ထားတဲ့သူသေနာပြုချက်တွေတော့ပြောပါတယ်နော်အဲ့ဒီသူသေနာပြုချက်တွေမှာတော့တဲ့ သူကဒီအုံကြီးတောက်ရင်သူကစီးကြိုတော့ပိုတက်တာစီနေရဆိုတဲ့ဟာမျိုးထွက်တယ်ပေါ့နော်ဒါပေမဲ့အဲ့ဒါလူမာလောက်ထားတော့မဟုတ်သေးဘူးပေါ့နော်ဟိုမှာကြွမာလောက်ထားတယ်ဒီပြနာပြုချက်ပေါ့နော်နောက်တစ်ခုကကြတော့သူကစီးကြောက်ကိုကာကွယ်ပေးနိုင်တယ်ဆိုပြီးတော့ပြောပေါ့နော်အဲ့တော့အုံစိမ့်အိမ်မှာပါတဲ့ဓာတ်တုတွေထဲမှာအဲ့ဒီ citrate လို့ခေါ်တဲ့ဓာတ်တုမျိုးလည်းပါတယ်ပေါ့နော်အဲ့လိုမျိုးကသူကပါလဲဆိုတော့ဒီစီးကြောက်ဖြစ်မဲ့မဲ chemical တွေကိုသူတို့ကအဓိက ပျော်သွားအောင်လုပ်ပြီးရဲ့ဓာတ်ကြီးနော်အကြောင်းအုံစေးရေတောင်းရင်စိကြောက်သေးတာဟုတ်ပါသက်သာစေနိုင်တယ်ဆိုပြီးတော့ပျော်ကြရဲ့ဟုတ်နော်နောက်တစ်ခုကကြတော့အုံစေးရေဒီနှလုံးကျန်းမာရေအတွက်ကောင်းတယ်နော်အဲ့တော့ဘုရားဆရာရှေ့မှာပြောသလိုပေါ့တော့ antioxidants တွေပါတယ်ပါတာပေါ့နော်နောက်တစ်ခုကကြတော့သူဒီအဲ့လိုသွေးသွင်းအဆီဓာတ်ကိုတော့အဆီဓာတ်လည်းအများကြီးမပါဘူးပေါ့နော်အဲ့တော့သွေးသွင်းအဆီဓာတ်ကိုတော့ကျော်စေနိုင်ရယ်ဆိုပြီးတော့ပြောတာမျိုးလေးရှိတယ်เนาะဆောင်သွေးပေါက်ရမ်းများနေပြီမှာသွေးပေါက်ကိုလည်းတက်တာစေနိုင်တယ်เนาะဒါကနှလုံးကျန်းမာရေးအတွက်ပေါင်းပုံနဲ့ နောက်တစ်ခုကကျတော့လေကျင့်ခန်းလုပ်တဲ့အခါเนาะအဲ့တော့လေကျင့်ခန်းလုပ်တဲ့အချိန်မှာဒါတော့အလွယ်ဆုံးပြောမယ်ဆိုတော့ချွေးထွက်မှာပေါ့เนาะအဲ့လိုမျိုးချွေးထွက်တဲ့လူတွေမှာအုပ်စိုးရေးတောင်းရင်ပြန်ပြီးတော့ခန္ဓာကိုယ်အတွက်ကိုအချိန်မှာပြောခဲ့တဲ့သတ္ထုသက်တွေလည်းပါတဲ့အခါကျတော့ဒါတော့အုပ်စိုးရေးတောင်းရင်လေကျင့်ခန်းလုပ်တဲ့အချိန်မှာပို့ပြီးတော့လုပ်နိုင်တယ်ပေါ့เนาะအဲ့တော့အားကစားလုပ်တဲ့နေရာတွေမှာလည်းအုပ်စိုးရေးတောင်းတဲ့လူတွေကပို့ပြီးတော့သူများတဲ့လုပ်နိုင်တယ်ဆိုပြီးတော့သူရှိတယ်ဆိုပြီးပြောကြတယ်လေရှိတယ်เนาะနောက်တစ်ခုကကျတော့ရေနဲ့ပြန်လည်ဖြည့်ထင်းမှုတွေလည်း ုံစံရင်ဆရာတို့တုံလို့ရအဲ့တော့ဒီမှာဆိုရင်တော့ရေထဲချိုးတဲ့ပြီးတော့လူကနုံနေတယ်ခေါင်းကိုက်ဘောနော်အဲ့တော့အထူးဖြင့်ပူတဲ့အချိန်မျိုးပေါ့နော်အဲ့တော့အဲ့လိုမျိုးအချိန်မှာဆရာတို့ကရေဓာတ်ကိုပြန်လေဖြည့်တင်ဖို့အတွက်ကိုအုံစံရေတောင်းလို့ရတယ်ဘောနော်အဲ့တော့အော်အုံစိတ်ကဟိုဆရာတို့အရင်တော့ဆိုရင်တချို့ဥပဒေနာပြချက်လေးရောက်ရှိပါအဲ့တော့ဒက်စာရေနဲ့အုံစိတ်ရေနဲ့ကဘလောက်กว่าလဲပေါ့เนาะအဲ့တော့ဒက်စာမှာပါတယ်ခုနပြောတဲ့ဆိုဒီယမ်တို့ပိုတက်ဆီယမ်တို့ကအုံစိတ်ရေပါတယ်ပါတယ်ပေါ့เนาะပါတယ်ပေါ့အဲကြောင့်အုံစိတ်ရေကလည်း ေတက်ပြန်လေဖြည့်တင်ဖို့ဆိုတော့နော်ရေတက်ဆိုတာကရေတက်တင်မကဘူးပါတကယ်လည်းပြောရင်ဆရာရှိမှတွေ့တယ်တက်ထူတက်တွေဖြစ်တယ်ဆိုဒီယမ်နဲ့ပိုတက်ဆီယမ်နဲ့လည်းပြန်ဖြည့်ရတာပေါ့နော်ချွေထဲမှာဒါတွေကပါဝါတက်တာနော်အဲ့တော့အဲ့လိုမျိုးတွေဆိုပိုဆေးကြီးကကောင်းတယ်ဆိုပြီးတော့ပြောချင်ပါတယ်နော်အဲ့တော့ဒီဗီဒီယိုကြည့်လိုက်ရင်လည်းဒါအောင်စေးတောက်ဖို့လိုပြီပေါ့နော်အဲ့တော့ဟိုတချို့တွေလည်းတွေ့ရင်တွေ့နေမှာပေါ့နော်အဲ့တော့ရန်ကုန်ကအောင်စေးကြီးကကောင်းပါမလားပေါ့နော်အဲ့တော့ငွေဆောင်ချောင်းတာလောက်သွားလိုက်ရင် ဘလိုနေမလဲလို့နော်တွေးကြည့်နေတွေးနေကြမှာပေါ့နော်ဟုတ်ပါပြီအဲ့တော့ဇာတ်လို့ဘလိုပဲဖြစ်ဖြစ်ပေါ့နော်အုံးသေးရည်ပြီးခန္ဓာကိုယ်ကျန်းမာရေးအတွက်ဒီလိုမျိုးကောင်းတယ်ပေါ့နော်အထူးပြင်ပူပြင်းတယ်ချွတ်ထွက်များတယ်ဒါမျိုးအခြေအနေမှာဇာတ်လို့အုံးသေးရည်အတောက်ထားပြီးကောင်းတယ်လို့ပဲဆရာပြောကြားပေးခြင်းပါနော်အဲ့တော့ဆရာဘယ်အုံးသေးတယ်နေမှာတော့ချိန်ထားတာမဟုတ်ပါဘူးနော်ဒီတိုင်းပဲကျန်းမာရေးပညာပေးအနေနဲ့ဒါအုံးသေးရည်အကောင်းဆုံးတွေကိုပြောပြပေးခဲ့တာဖြစ်ပါနော်အဲ့တော့ဆရာဗီဒီယိုကိုအဆုံးထိကြည့်ရှုကြရတဲ့အတွက်လည်းအားလုံးကိုကျေးဇူးတင်ပါတယ်နော်